ဝေါ်ဖူဗီနန်ချန်ပီယံရှစ်2025ပြိုင်ပွဲတွင်မြမဖူဗီနန်အသင်းရွှေသက်စိတ်နှစ်ခုရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်ဒိုနီးရှားနိုင်ငံဘာလီမြို့မှာကျင်းပထဲ၈ကြိမ်မြောက် WVVF World Fovinan Championship 2025ပြိုင်ပွဲမှာမြန်မာ Fovinan အသင်းကရွှေသက်စိတ်နှစ်ခု၊ငွေသက်စိတ်၅ခု၊ကြေးသက်စိတ်ခုနှစ်ခု၊စုစုပေါင်းစုသက်စိတ်၁၄ခုစုခိုးရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါပြိုင်ပွဲကိုနိုဝင်ဘာလ၁ရက်နေ့မှ၈ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပြီးမြန်မာ Fovinan အသင်းအနေနဲ့အုပ်ချုပ်သူနီးပြ၂ဦး၊အားကစားသမားအမျိုးသား၃ဦး၊အမျိုးသမီး 3ဦးစုစုပေါင်း10ဦးထိုးကအာကစားနေရမျိုးအစား16မျိုးဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အာကစားနေရမျိုးအစား16မျိုးအနက်မှမြမအတင်းဟာအာကစားနေရမျိုးအစား14ခုထို့ကနေရွှေသစိတ်2ခုငွေသစိတ်5ခု ကြေးသစိတ်9ခုစုစုပေါင်းစုသစိတ်14ခုထို့ကိုရရှိခဲ့တာဖြစ်ပါတယ်လို့သိရပါတယ်ရှင်။